လူတော်တော်များများ လူပြိုအပြိုပေါ်ဝင်တာနဲ့သွေးသားဆန္ဒပဲဖြစ်ဖြစ်ဒီတက်ပေါ်တဲ့အကြောင်းအရာများစွာနဲ့အရွယ်ရောက်လာပြီးဆိုရင်စိတ်ကစားလာကြတော့တာပဲဒါမဲ့အရွယ်ရောက်လာတဲ့လို့သာပြောတာပါအရွယ်မရောက်သေးတော့ညာလဲလင်းယူသားဝေးနေကြတဲ့သူတွေအထူးသဖြင့်အောက်ခြေလူဒန်းစားလောကတွေပါဒုနဲ့ဒေးပါပဲလူလေးတွေကအရွယ်ရောက်လာတာနဲ့အတန်းပညာဆိုတဲ့အရာတွေသင်ကြားရင်းနဲ့အတတ်ပညာဆိုတဲ့နေရာကိုပဲမရောက်သေး ရီစားကထားကျင်လာပြီရီစားထားပြီဆိုရတဲ့ခစ်ကာလတွေရဒီရွယ်ဒီအသိဉာဏ်စင်ကျင်သောတရားနဲ့ထိုက်တန်တဲ့အသိနဲ့ပဲအချို့ကအိမ်ဆောင်ဖြစ်ကြတယ်ပြီးတော့ဒုက္ခဆင်းရဲတွေနဲ့ကွဲကြပြဲကြကလေးတွေတွဲလောင်းနဲ့နောက်ဆက်တွဲကိုယ့်ရဲ့မစင်မကျင်မှုတွေကကိုရောကိုမျိုးဆက်ပါဒုက္ခတွေနဲ့ဆင်းကြရတာပါပဲတချို့ကြတော့လဲမြဲကြပါတယ်ဒါမဲ့အရွယ်လေးတွေကငငယ်လောကဓာတ်ရဲ့ရက်ခတ်မှုတွေနဲ့နှစ်လို့ပွာ အစင်းတောင်မှာပြည့်ဝနေကြတာတွေမြင်နေတွေ့နေရတာပါပဲဒါမဲ့လည်းဒါကအပြစ်တင်မှုတော့ခက်တယ်ဗျဘာကြောင့်လဲဆိုတော့ကိုယ်တိုင်ကလည်းဒီအရွယ်တွေကိုဖြတ်သန်းခဲ့ဘူးတယ်ထိုက်တင်တဲ့အတန်းပညာတွေသင်ကြားနေရပေမယ့်မှွန်လာပြီဆိုရင်ဘာမှမြင်တော့ဘူးပတ်စံလဲကောင်းကောင်းရှာဖို့နေသလားဘာမှကိုလက်ကျောတင်အောင်မလုပ်သက်သေးဘူးဒါမဲ့ဆဲကျော်တက်လောက်တုန်းက ခိုးပြင်းမဲ့တကယ်ခဲနဲ့နေခဲ့ဘူးတယ်အဲဒီတော့ကတော့အတူနေမဲချစ်တယ်ဒါတော့ပဲတွေးတာပါ ငါတို့ဘာတွေလှူစားမယ်ဘလို့ဆိုတဲ့အနာကသိပ်မသိဘူးအစင်မပြေရင်မိဘစီလက်ဖြန့်တောင်းလက်ဖြန့်တောင်းရင်တောင်းပါပဲလေဒါဒီအရွယ်ဒီဖြတ်တမ်းမှုဒီအသည့်လောက်ပဲရှိတာအပြစ်တင်ကောင်းတဲ့အရာတော့မဟုတ်ပါဘူးဒါပေမဲ့လည်းကာလာတစ်ခုကို ဖြတ်တမ်းလာရတဲ့အခါမှာဆိုရောအတင်ရောယူကျင်ခဲ့တဲ့စကြောသက်လွန်လာရင် မေးကြည့်တော့တော်တော်များများကအင်အောင်ပြဖို့နည်းနည်းတွေးတာကြပါ ပြောချင်တာကပထမအရွယ်ဆိုတဲ့ကာလတစ်ခုအသိပညာသာမက အတတ်ပညာတစ်ခုစီးပူးသင့်တဲ့ကာလမှာတော့အိမ်တော်ပြုခြင်းဟာဆော်လွန်ပါလေ။အိမ်တော်မပြုဖို့ပြောတာမဟုတ်ပါဘူး။ပြီးတော့အချို့ကပြောကြတယ်။မင်းတို့အဲ့လိုတွင်းနေလို့ကတော့အဆင်ပြေမှာမဟုတ်ဘူး။ဒုဗ္ဗတာအဆင်ပြေသွားလိမ့်မယ်။နှစ်ယောက်ယူပြီးစုစုစောင်းစောင်းနဲ့အဆင်ပြေသွားတဲ့ကြတွေအများကြီးပဲဆိုတာတွေတဲ့အမြဲတမ်းညီနေကြနေရတာပါပဲ။ဒါတွေကအဆင်ပြေကောင်းပြင်နေပါလေ။ဒါပေမဲ့ဖြတ်သန်းမှုအရာပဲဖြစ်ဖြစ် ဘသူကိုမဆူကိုကလည်းကိုညီကိုညီမလေးလိုပဲမြင်ပြီးငေရွယ်လေးတွေမှာလှလှပပကောင်းကောင်းမော်လေးတွေနဲ့နေစ